အားလုံးပဲမင်္ဂလာပါခင်ဗျာပုံမှန်ပြထားတဲ့လက္ခဏာကတော့ထူးခြားတဲ့ငါးရုပ်ပဲဖြစ်ပါတယ်ဒီငါးရုပ်ကစနေနဲ့ကြာသပတေးကျူခုံကြားမှာတည်ရှိနေပါတယ်သင်ရဲ့လက်မှာဒီလိုငါးရုပ်မျိုးတည်ရှိနေခဲ့မယ်ဆိုရင်ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေနိုင်မလဲဒီငါးရုပ်ကကူးဆက်ယောဂါတွေဘီဇူးရန်ဇိုးတွေနဲ့အသက်မတည်ဆုံးရတတ်ပါဘူးအကယ်၍ဝန်ထမ်းဖြစ်ခဲ့မယ်ဆိုရင်လည်းယာဒူးကြီးတဲ့နေရာတွေကိုရတတ်ပါတယ်ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်လည်းလုပ်ငန်းကြီးကိုလုပ်ကင်ရတတ်ပါတယ် ဒီငါးယုတ်ကိုဂမ်ဘီယာငါးယုတ်လို့လည်းခေါ်ပါတယ်။ငွေကြေးအမြောက်များနဲ့ပတ်သက်ရတဲ့အလုပ်တွေကိုလည်းလုပ်ကံရတက်ပါတယ်။ငါးယုတ်အလုပ်တည်တတ်တည်ရှိနေတာမျိုးဆိုရင်ပိုကောင်းပါတယ်။ပုံမှန်ပြထားတဲ့ငါးယုတ်ကတော့တည်တတ်တည်ရှိနေတာမျိုးမဟုတ်ပါဘူး။ဆက်နွယ်ပြီးတည်ရှိနေတဲ့ငါးယုတ်ဖြစ်ပါတယ်။အကယ်၍ကောင်းကျိုးတွေတည်မြဲစေချင်တယ်ဆိုရင်တော့ဘာသာရေးတွေကုသိုလ်ကောင်းမှုတွေကိုပိုလုပ်ပေးမယ်ဆိုရင်တော့အကျိုးပေးတာပိုပြီးတည်တာပါတယ်။နောက်တစ်ခုကတော့လက္ခဏာကောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပုံမှန်ပြထားတဲ့လက်ဝါးမျိုးကိုကြည့်ပါ။ ပုံမှန်ပြထားတဲ့လက်ဝါးပြင်မှာဒီယိုလန်းလို့ခေါ်တဲ့ကန်လန်းကလက်ဝါးပြင်အောက်ခြေကနေပြီးစနေဂျိုကုံအတိကိုထောင်တက်နေပါတယ်။ဘဝမှာကန်ကောင်းစေဖို့အတွက်အလွန်ကောင်းတဲ့အထောက်ပံ့ကောင်းပဲဖြစ်ပါတယ်။လက္ခဏာရှင်ကအသက်84နှစ်ရှိပြီဖြစ်ပါတယ်။လက္ခဏာရှင်ကမချမ်းသာပေမဲ့လည်းမစင်းရဲတဲ့လက္ခဏာဖြစ်ပါတယ်။လူနိုင်တန်းနိုင်တဲ့အနေအထားဖြစ်လို့လူအများပေါ်မှာလည်းဩဇာတက်ရောက်ပါတယ်။အကယ်၍တခြားအချက်လက်တွေမင်္ဂလာအမှတ်သားတွေသာတွဲဖက်ပါလာခဲ့မယ်ဆိုရင်အလွန်ချမ်းသာကြွယ်ဝနိုင်ပါတယ်။ အသက်80ကျော်အထိအခြေခံခိုင်တဲ့အောင်မြင်မှုအတွက်အဓိကထောက်ပံ့ပေးတဲ့အရာနှစ်ခုကတော့ကံလန်တီယိုဖြောက်တန်းအာကောင်မှုနဲ့ဂျာသာပလီဂျူခုံမှာရှိတဲ့ဆော်လမွန်လက်ဆွေရဲ့တန်ရှင်လာပါမှုတို့ကြောင့်ပဲဖြစ်ပါတယ်။နောက်တစ်ခုကတော့လက်သကြော်ရဲ့ပထမအစစ်ပေါ်ကအမှတ်သားပဲဖြစ်ပါတယ်။လက်သကြော်ရဲ့ပထမအစစ်ပေါ်မှာစက်ဝိုင်းတဝိုင်းတည်ရှိနေမယ်ဆိုရင်အောင်မြင်ဖို့မမျော်လင့်တဲ့ကိစ္စတွေကနေထူးခြားစွာနဲ့အောင်မြင်မှုတွေကိုရရှိနိုင်ပါလိမ့်မယ်။ နောက်ဆုံးတစ်ခုကလည်းလက်သကျွဲပထမအစစ်မှာပဲဖြစ်ပါတယ်တွီးကံမှတ်သားဖြစ်ပါတယ်လက်သကျွဲပထမအစစ်မှာတွီးကံတစ်ခုဖြစ်ပေါ်နေမယ်ဆိုရင်အလားပါကိုမတ်မောခုံမင်းတဲ့သူတွေဖြစ်ကြပါတယ်သူတို့ကိုယ်တိုင်လည်းလပအောင်ပြူပြင်းတဲ့နေရာမှာကျွမ်းကျင်သူတွေလည်းဖြစ်ကြပါတယ်နောက်ထပ်မြောက်ပြီးမှာကတော့အသက်လမ်းကြောင်းအကြောင်းပါပုံမှာပြထားတဲ့အသက်လမ်းကြောင်းကိုကြည့်လိုက်ပါအသက်လမ်းကြောင်းဟာတောက်ကြကျူခုံကို white sin ပြီးတော့လက်ကောက်ဝုတ်နာအထိရှည်လျားစွာရှိနေပါတယ် ါဆိုရင်လက္ခဏာရှင်ဟာအသက်ရှိမယ်ဦးစားတာကောင်းမယ်ရမကြီးနဲ့ပတ်သက်ပြီးတော့အညံ့နည်းပါလိမ့်မယ်ဒါပေမဲ့အဖြတ်မြင်းတွေနည်းဖို့တော့လိုအပ်ပါတယ်အသက်လမ်းကြောင်းရှည်လျားခြင်းဟာရှည်အတိတ်ကံကုသိုလ်ကြောင့်လည်းဆိုနိုင်တယ်လို့ယခုပစ္စုပ္ပန်မှာလည်းအကုသိုလ်နယ်ပြီးဘာသာရေးကိုပို့ပြီးအားထည့်မယ်ဆိုရင်တာမန်လူတွေထက်ပို့ပြီးတော့တတ်တန်အနည်း80အထက်ရှည်ပါလိမ့်မယ်ဦးစားတာလည်းအလွန်ကောင်းပါတယ်နောက်တစ်ခုကတော့ကံလမ်းကြောင်းပါကံလမ်းကြောင်းဟာလက်တံအောင်ဘုဒ္ဓဂျူကုံကိုတင်ရှားရှင်းလင်းစွာတက်သွားရင် ြီးမားတဲ့ကြွယ်ဝချမ်းသာမှုငွေကြေးကံကောင်းမှုတွေကိုစင်ကဲစင်ကဲရရှိပိုင်ဆိုင်တတ်ပါတယ်။တက်တောက်တက်တာနဲ့ရရှိပိုင်ဆိုင်တာမျိုးကြုံမယ်။ဒါပေမဲ့ဖြက်မြင်းလေးတွေပါမယ်။တစ်ဆက်သေးလည်းမဖြစ်ဘဲနဲ့အပြက်ပြက်တွေပါနေမယ်ဆိုရင်တော့ပင်ပန်းစွာယုံကံပြီးမှငွေကြေးအမြောက်အများရရှိတာမျိုးတွေကြုံရတတ်ပါတယ်။နောက်ပြီးဒီလမ်းကြောင်းပါရင်ငွေကြေးကံကြွယ်ဝချမ်းသာခြင်းကံတွေကောင်းမှုတတ်တယ်လို့ဝမ်ပိုင်းနဲ့ပတ်သက်တဲ့ဂျမ်းမာရေးအညံ့ကြီးကြီးမားမားလည်းကြုံရတတ်ပါတယ်။ အစာအိမ်ဦးနဲ့ပတ်သက်တဲ့ယောဂဝေဒနာမျိုးခံစားရတတ်ပါတယ်။နောက်ပြီးဒီလမ်းကြောင်းပါတဲ့သူတွေဟာဂံမီယပညာရက်တွေဒူးကြနဲ့နယ်တဲ့ပညာရက်တွေနဲ့အသက်မွေးဝမ်းကြောင်းပြုသူဖြစ်မဲ့ဆိုရင်တခြားလုပ်ငန်းဆောင်ရွက်သူတွေထက်တင်ပေါ်ကျော်စော အောင်မြင်မှုကံပိုမှုကောင်းမွန်ပါလိမ့်မယ်။နောက်တစ်ခုကတော့စနေတီယိုကြောင်းပါစနေတီယိုဟာအသက်လမ်းကြောင်းနဲ့ပူးတွဲရဖြစ်စေအနီးကပ်ဖြစ်စေ ထွက်ပေါ်လာပြီးတဲ့နောက်နှလုံးလမ်းကြောင်းရဲ့အောက်တက်တက်မှာအဆုံးသတ်ထားမယ်ဆိုရင်အဲဒီတော့ကြပြီ မိဘသူမဟုတ်ရောက်ခမနဲ့ဖြစ်စီအတူနေထိုင်ရတတ်ပါတယ်။ကံလန်းတီယိုဟာနှလုံးလန်းချောင်းအောက်မှာအဆုံးသတ်ထားတဲ့အတွက်ကြောင့်မိမိရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆုံးရှုံးတတ်ပါတယ်။မိသားစုပေါ်လဲဩဇာတက်ရောက်မှုနည်းတတ်သလိုအိမ်တော်ဘက်ဖြစ်စီမိဘသူမဟုတ်ရောက်ခမတွေရဲ့ထိန်းချုပ်မှုအောက်မှာနေထိုင်ရတတ်ပြီးမိသားစုအတွက်စိတ်တော်ကများရတတ်ပါတယ်။အိမ်တွင်းရဲ့ပြဿနာတွေလည်းမကြာခဏဖြစ်ပေါ်တတ်ပါတယ်။ဒါပေမဲ့ထူးခြားတာကတော့သူတို့ဟာအမွေရောရတတ်ပါတယ်။မိသားစုအရင်နဲ့ပတ်သက်ရင်တော့ဘယ်ရတရာမှခြေလို့မစွမ်းနိုင်ပါဘူး။ ကံကြောင်းတရားကြောင့်ပဲဖြစ်ပါလိမ့်မယ်ပုံမှာပြထားတဲ့လက္ခဏာကတော့တနင်္လာကျူးခုံမှာတည်ရှိနေတဲ့အသက်လမ်းကြောင်းနဲ့နီးစပ်နေတဲ့တွီးကံပဲဖြစ်ပါတယ်ဒီတွီးကံကလက်ရည်စာလာခဲ့မယ်ဆိုရင် ပိုးပြီးကျိုးပေးပါတယ်လက်ရည်စာဆိုတာ လက်ရည်အယောင်လက်ရည်ဖွဲ့စည်းပုံကျူးခုံတွေကိုပေါင်းစပ်ပြီးတော့လက်ရည်စာလာတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်ဒီတွီးကံဟာရင်းမြုံနယ်မှုတွေခေါင်းဆောင်မှုတွေနဲ့အကျိုးပေးပါတယ်အောင်မြင်ရတတ်ပါတယ်အထူးသဖြင့် နိုင်ငံသားဆက်ဆက်ပစ္စည်းတွေနိုင်ငံရဲ့ခြားကုန်သွယ်ခြင်းတွေဘာသာစကားလူမျိုးကြားတွေစသဖြင့်အကျိုးပေးတတ်ပါတယ်။နောက်တစ်ခုကတော့အင်္ဂါဂျူခုံအဖိုကတွီးကံပဲဖြစ်ပါတယ်။ဒီအင်္ဂါဂျူခုံကတွီးကံကစိတ်ဆွန်အင်ထူးတွေရှိတတ်ပါတယ်။စိတ်တက်ရဲရင်တတ်ပါတယ်။လူတစ်ပါးကိုဒေါသနဲ့ဖြစ်စေစိတ်မပါတော့လဲဖြစ်စေဘာဖြစ်သွားပါစီလို့ကြိမ်ဆိုမိတာနဲ့တကယ်ဖြစ်တတ်တဲ့အတွက်ကြောင့်နှုတ်မကြမ်းသင့်ပါဘူး။ အကယ်၍သင်ကဒီတွီးကံပါပြီးနောက်အမှုကိုမထိန်သိမ်းနိုင်ဘူးဆိုရင်ကိုယ်ကိုမကောင်းကြံစီတဲ့သူတွေသူ့အလိုလိုဒုက္ခရောက်သွားတတ်ပါတယ်။နောက်ဆုံးတစ်ခုကတော့ကံလန်းကြောင်းကနေကွဲထွက်လာတဲ့လမ်းကြောင်းမှဖြစ်ပါတယ်။အကယ်၍သင်ရဲ့လက်ဝါးပြင်မှာကံလန်းကြောင်းဟာတမယိုးကြအတိုင်းတက်လာပြီးတခြားလမ်းသွဲတစ်ခုကတနင်္ဂနွေဂျိုးကုန်းကိုထိုးတက်သွားမယ်ဆိုရင်အမှုပညာလုပ်ငန်းလက်မှုပညာလုပ်ငန်းနဲ့အကျိုးပေးပါတယ်။ကန်ထရိုက်လုပ်ငန်းတွေစတီထွင်ရတဲ့လုပ်ငန်းတွေ လက်မှုအမှုပညာတွေနဲ့အောင်မြင်ကျော်စောနိုင်တယ်ရုပ်ရှင်နယ်ပယ်မှာအောင်မြင်နိုင်တယ်များသောအားဖြင့်ရွှေစင်ရုပ်ထုရတဲ့အမှုပညာရှင်တွေရဲ့လက်မှာပါဠိပါထရှိပါတယ်ရုပ်ရှင်မင်းသားမင်းသမီးလောင်းတွေလည်းဖြစ်တတ်ပါတယ်တစ်ချိန်ကရန်ကုန်မြို့မှာဟိုးဟိုးကျော် အောင်မြင်ခဲ့တဲ့ဉာဏ်စဉ်အမှုပညာရှင်တဦးရဲ့လက်မှာလည်းဒီအမတ်သားပါတာကိုမှတ်သားခဲ့ပူးပါတယ်တက်လန်းကြောင်ရဲ့ထိတ်မှာဒီလိုတွီးကန်စစ်ပါဖို့ကအလွန်ရှားပါတယ် ဆက်ဝိုင်းလိုမျိုးပဲအလွန်ရှားပါတယ်အသက်လမ်းကြောင်းထိတ်မှလဲဆက်ဝိုင်းပါဖို့ရှားသလိုယခုလိုတွီးကံပါဖို့လဲလူရောက်တဲ့နေရာမှာတအူးမတွေးနိုင်ပါဘူးအများအပြစ်တော့ပါကြပါတယ်ဒါပေမဲ့ယခုလိုမျိုးအစ်စ်ဖြစ်မနေကြပါဘူးမိမိရဲ့လက်မှာယခုလိုမျိုးတွီးကံအစ်စ်သာပါနေခဲ့မယ်ဆိုရင်ရည်ကြီးလက်ကမလွဲအမွေနေရတာမျိုးအိပ်ပွားရဲ့ကုသိုလ်ကောင်းမှုကြောင့်ယခုဘဝမှာချမ်းချမ်းသာသာမပူမပင်မကြောက်မကြပဲနေရနိုင်ပါတယ်။ လက္ခဏာကျန်းစာအုပ်တအုပ်ထဲမှာတော့ခရီးစဉ်ကံတွေနိုင်ငံရေးကြာကံတွေအတိကောင်းမွန်တယ်လို့ဆိုထားပါတယ်။နောက်ပြီးလုပ်ငန်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ကောင်းကျိုးတွေကိုလည်းအများကြီးရရှိနိုင်ပါတယ်။မိမိကြံစီထားတာမှန်သမျှကိုလည်းပြည့်ဝအောင်မြင်နိုင်စွာရှိပါတယ်။အကယ်၍သင်ရလက်ကလည်းတကယ်ကောင်းမွန်တဲ့လက်ဖြစ်ခဲ့မယ်ဆိုရင်ဘာသာရေးဘက်မှာလည်းအဆင့်တစ်ခုအထိရောက်နိုင်စွာရှိပါတယ်။အကယ်၍လေ့လာလိုက်စားခဲ့မယ်ဆိုရင်အကြမ်းမြင်ရတာမျိုး စိတ်ထဲကနေဖြစ်ပေါ်လာတဲ့အရာဝတ္ထုတွေကအပြင်မှာတကယ်ဖြစ်နေတာမျိုးတွေကိုလက်တွေ့တွေ့ကြုံရနိုင်ပါတယ်။နှကောင်းနှမြအပေါင်းရဲ့စောင့်ရှောက်ခြင်းကိုလည်းအတူခံရနိုင်ပါတယ်။သူတို့ရဲ့ဘဝမှာဘယ်လိုပဲအခက်အခဲရှိနေပါစေအလိုလိုနေရင်းနဲ့ကိုအခက်အခဲများစွာကိုကျော်လွှားနိုင်စွာရှိပါတယ်။အကယ်၍သင်ရဲ့လက်မှာဒီလိုသတိကံစစ်ပါလာခဲ့မယ်ဆိုရင်တော့ဘာသာတရားကိုအတူလုပ်စီခြင်းပါတယ်။အလူတန်းတွေကိုလည်းမိမိစိတ်ရှိသလောက်ကိုလူတန်းခွင့်ရရှိနိုင်ပါတယ်။ ြောင်းကန်စရက်ရေတွင်ရေကအတိလူတန်းနိုင်တဲ့သူဖြစ်ခွင့်ရှိပါတယ်။နောက်ကောင်းကျိုးတစ်ခုကတော့အသက်ရွယ်ကြီးတဲ့အချိန်တွေမှာလည်းဩဇာတာအထူးကောင်းမှုပါလိမ့်မယ်။ဘလို့ပဲခက်ခဲနေပါစေအသက်လမ်းကြောင်းရဲ့ထိတ်မှတကယ်တွေးကအစ်စ်ပါမယ်ဆိုရင်တော့တင်းရဲ့နောင်ရေးကတော့စိတ်အေးရပြီလို့သာမှတ်လိုက်ပါတော့။ကန်လန်းကြောင်းတို့အောင်ကြီးလန်းကြောင်းတို့တင်းလာဂျူခုံတင်းငွေဂျူခုံတို့သာကောင်းမွန်ခဲ့မယ်ဆိုရင်လည်းအခုပြောခဲ့တဲ့ကောင်းကျိုးတွေကိုမြေကြီးလက်ခတ်မလွဲရရှိနိုင်ပါတယ်။ဒါပေမဲ့ သတိထားရမယ့်အချက်ကလေးတခုတော့ရှိပါတယ်။ဒါကတော့အိမ်တောင်သေးတွေဆိုရင်အမွေကိစ္စတွေနဲ့တရားတပောင်တွေကိုရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။အထူးမှကြားချင်တာကတော့ကံငါးပါးကိုလည်းလုံခြုံဖို့လိုပါတယ်။ဒါမှပဲကောင်းတဲ့အကျိုးမှန်သမျှကိုအပြည့်အဝရရှိနိုင်မှာဖြစ်ပါတယ်။အခုပုံမှာပြထားတဲ့လက္ခဏာရှင်ကလည်းလက်တွေ့ကောင်းကျိုးများစွာကိုရရှိနေပြီဖြစ်ပါတယ်ဒီကနေ့လက္ခဏာပုစုတလေးကတော့ဒီလောက်ပါပဲအားလုံးရှင်လန်းချမ်းမြေနိုင်ကြပါစေခင်ဗျာ